new season လေးရောက်လာပြီဆိုတော့ update အပြောင်းလဲတွေအများကြီးရောက်လာပါပြီအားလုံးမင်္ဂလာပါကျွန်တော် develop ပါဒီ season မှာတော့ update တွေအများကြီးနဲ့ revamp လုပ်ထားတဲ့ hero တွေကိုတွေ့ရပါတယ်။ဒီနေ့ပြောပြပေးမှာကတော့ရန်ချမ်းရဲ့ revamp ပါ။ season ပြပြချင်းမှာပဲရန်ချမ်း revamp ကတော့ global ကိုရောက်လာပါပြီ။ဒီ hero တွေကိုပြိုင်ပွဲမှာတိတ်မထုတ်ဖြစ်သလိုမျိုး run တို့ normal match တို့မှာလည်းတိတ်ပြီးတော့မတွေ့ရပါဘူး။အခုကဘာပြောင်းလဲမလဲ။ပြိုင်ပွဲတွေမှာတော့မြင်လာရနိုင်မလားဆိုတော့ကြည့်လိုက်အောင်ပါ။ ပထမဆုံးအနေနဲ့ပြောချင်တာကအရင်နဲ့မတူပဲပြောင်းလဲသွားတဲ့ rubber ပါလာမှာဖြစ်ပေါ်ရီ red line ပြည့်ပြီဆိုတာနဲ့အကြီးကြီးဖြစ်သွားပါမယ်။မိုက်တယ်ရောက်မိုက်တယ်မိုက်တယ်တပ်ပဒပိတ်ထားအကြီးကြီးဖြစ်တော့နောက်မှပြန်ပြောတာပေါ့ Pepsi အစ်တစ်ခုအနေနဲ့ spare တစ်ခု၃တိုင်းမှာတက်လာမဲ့ effect ပါလာပြီး၃စင်းစုလို့ရမှာပါ range တစ်ခုအကွာအဝေးကနေလေဇာပြစ်မှာဖြစ်ပါရင် scale 1စီပြန်သွားလိုက်ရအောင်ပါအရင်လိုမဟုတ်တော့ဘဲနဲ့အတော်ပြောင်းလဲသွားပါရင်အရင်လိုမဟုတ်တော့ရင်အလုံးစုံတော့ဒီကကြည် ပြန်စီခဲ့အရင်ကဆို scale 1အထီအောင်သုံးမှာ dash လို့ရတာပေါ့အခုကအဲ့လိုမဟုတ်ဘဲနဲ့အတော်လေးကိုပြောင်းလဲသွားပါရီ scale 1ပေးလိုက်ရင် rain တစ်ခုအနေနဲ့ရှိနေမှာပါ rain twin ကိုသွားပြီးတော့ကတ်လိုက်မယ်ဆိုရင်တော့ scale 1 effect ကသွားထီမှာဖြစ်ပြီးပုံမှန်တိုင်း dash ပြီးအနားကတ်လို့ရသွားမှာဖြစ်ပါရီပြထားတဲ့ scale 1 effect ကိုကိုကသွားကောက်လိုက်မယ်ဆိုရင်50% cooldown short ချပေးမှာပါ scale 2နဲ့ ultimate ကတော့တိတ်ပြောင်းလဲထားတာမျိုးမရှိဘူး ထုံးစံတိုင်းပဲအဓိကတော့အကောင်ကြီးကြီးဖြစ်နေတဲ့အချိန်ဆိုရင် scale တွေကတိတိတသား damage ကို range ကိုပို့ပြီးတော့ပဲထိရောက်စေမှာဖြစ်ပါတယ်အကြီးကြီးဖြစ်နေလို့ scale 1သုံးတဲ့ခါကျရင် enemy ကို knock back တစ်ချက်ပေးမှာဖြစ်ပါတယ်တော်တော်မိုက်တွေပြောင်းလဲမှုတစ်ခုလို့ထင်ပါတယ် K2 ကတော့ rainbow ကျဲလာမယ် ultimate လည်းတူတူပါပဲ rainbow ပြီးတော့ကျဲလာပါလိမ့်မယ်ဒါကတော့ reverse လောက်ထားတဲ့ရန်ချမ်းရဲ့ scale effect တွေပဲဖြစ်ပါတယ်ညီကိုတို့ကဘယ်လိုမြင်လဲ ပွဲရီမှာပြန်ပြီးမြင်လာနိုင်လားဒါမှမဟုတ်ဘန်လစ်တေကိုဝင်လာနိုင်လားအရင်လိုပဲလူသုံးနေနေနိုင်သေးလားအမြင်လေးတွေကိုကွန်မန့်ထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဒါပေမဲ့ပါနောက်မှတွေ့ပါမယ်ဗျ